အားလုံးပဲမင်္ဂလာပါရှင် CJ Platform ကနေနေ့စဉ်တင်ဆက်ပေးနေတဲ့မိုးလင်းမသားစီစဉ်ကနေကြိုဆိုလိုက်ပါရရှင်ဒီကနေ့နိုဝင်ဘာလ6ရက်နေ့ကြာသပတေးနေ့အတွက်နောက်ဆော်ရမိုးလင်းမသားအခြေအနေတွေကိုတင်ဆက်ပေးပါတော့မယ်ပထမဆုံးသတင်းကောင်းအနေနဲ့ပြီးခဲ့တဲ့ရက်တွေကမြန်မာနိုင်ငံအနောက်ပိုင်းနဲ့အလယ်ပိုင်းမှာမိုးရွာသွန်းစေခဲ့တဲ့ဘင်္ဂလားပင်လယ်ော်ထဲကလေပြန်းနဲ့ရေဝန်ဟာဘင်္ဂလားဒေ့နိုင်ငံတွေကိုဖျက်ချုံရသွားခဲ့ပါပြီဒါကြောင့်သူ့ရဲ့တိုက်ရိုက်တက်ရောက်မှုကတော့လျော့ပါသွားပြီဖြစ်ပါရဲ့ရှင် ဒါပေမဲ့အရှိတ်တောက်တရုတ်ပင်လယ်မှာတော့အလုံးကောင်းတဲ့တိုက်ဖုံးမုံနိုင်ကင်မီဂီကတော့ဒီကနေ့ညမှာ BNN နိုင်ငံဒါနန်မြို့နီးကနေကုန်းနေမိုက်ကိုဝင်ရောက်တော့မှာဖြစ်ပါတယ်။သူဟာလာအိုနဲ့ထိုင်းနိုင်ငံတွေကိုအပူပိုင်းမုံနိုင်ဖြစ်ဖြစ်ကျော်လာပြီးနောက်သူ့ရဲ့အကျဉ်းချန်တိန်တိုင်းတွေဟာမြန်မာနိုင်ငံစီကိုဦးတည်လာတော့မှာပါ။မိုးလေဝသမော်ဒယ်တွေအရအဲ့ဒီမုံနိုင်အကျဉ်းချန်တွေဟာနိုဝင်ဘာလ10ရက်နေ့စနေနေ့ကနေစပြီးမြန်မာနိုင်ငံထဲကိုဝင်ရောက်လာမှာဖြစ်လို့တရင်ဘက်ကောက်ရက်တွေမှာနိုင်ငံအနှံ့မိုးတွေပြောင်းရအောင်မှာဖြစ်ပါရဲ့ရှင်။ အထူးသတိပြုရမယ့်အချက်ကတော့နိုဝင်ဘာလ၈ရက်ကစပြီးမုန်တိုင်းကျဉ်ကျပ်တွေကတည်ဆောက်လာတဲ့မူတိမ်တွေကြောင့်မြန်မာနိုင်ငံအရှေ့ပိုင်းတောက်ပိုင်းနဲ့အလဲပိုင်းဒေသတွေမှာနေရာကွက်ပြီးမူသည်ထန်တာရုပ်ပြည့်ရည်ကြီးတာတောက်ကြရည်တွေစီးဆင်းတာနဲ့မြေပြိုရာတွေဖြစ်နိုင်လို့ကြိုတင်ပြင်ဆင်မှုတွေလှုပ်ဆောင်ထားကြဖို့အထူးကြံပြုလိုပါရဲ့ရှင်။ဒီကနေ့တော့အသေးစိတ်ခမှန်ချက်တွေကိုကြည့်လိုက်ကြရအောင်ပါရှင်။နိုင်ငံအနှံ့ပြားမှာမိုးရသွန်းမှုတွေတိတိတသာရွေးကြသွားမှဖြစ်ပြီးနေရာကျကျကနေနေရာကွက်ကြားလောက်သွားမိုးရနိုင်တော့မှာပါ ထူးခြားတဲ့မိုးရွာသွန်းမှုတွေအနေနဲ့ကတော့တောင်ကြီးရက်ဆောက်နမ်ဆန်ပင်တရာအောက်ဘန်ဟာခါကလေးကြိုက်လက်ပျော်ပွေနဲ့ရန်ကုန်မြို့တွေမှာမိုးတင်းတင်းကနေနေရာကွက်ပြီးမိုးကြီးတရာကိုတွေ့ရပါတယ်ရှင်။လေပြင်းတိုက်ခတ်မှုတွေကြောင့်လိုင်အမီဟာခုနှစ်ပေကနေ၉ပေထိရှိနိုင်ပါသေးတယ်။ဒါကြောင့်ပင်လေခရီးသွားမဲ့သူတွေနဲ့ရေလောက်သားတွေအနေနဲ့တတိပြုသွားလာကြဖို့လိုအပ်နေသေးဖြစ်ပါရဲ့ရှင်။ ဒီကနေ့နဲ့မနေ့ပြန်မှာမိုးရှေရွက်သွားပြီးမယ်ဒီသတင်းပတ်ကုပ်ရဲမှာဝင်ရောက်လာနိုင်တဲ့မုန်တိုင်းကျဉ်းကျပ်နေတဲ့ဒဏ်ကိုကြိုတင်တင်ဆင်ထားကြဖို့တိုက်တွန်းရင်းဒီနေ့အတွက်မိုးလေဝသသတင်းကိုအဆုံးသတ်လိုက်ပါစေရှင်မိုးလေဝသဖြစ်စဉ်တွေဟာချိန်နှက်မြပြောင်းလဲနေတာကြောင့်ကျမတို့ CJ platform ရဲ့နောက်ဆုံးရမိုးလေဝသခံမဲ့ချက်တွေကိုလည်းဆက်လက်ဆက်ကြည့်ပေးကြဖို့မြစ်တရရက်ခတ်လိုပါရှင် CJ platform ရဲ့မိုးလေဝသခံမဲ့ချက်တွေကိုနားဆင်ကြည့်ရှုခဲ့ကြသူအားလုံးတဘာဝပြီးစစ်ဗီရီကလည်းမျက်စုံကင်းဝေးပါစေလို့ကျမစစ်တီကဆုတောင်းပေးပါရှင် မိမိတို့ဒေတာတွေမှာဖြစ်ပေါ်နေတဲ့မိုးလေဝသနဲ့ရတဲ့ဥတုဖြစ်စဉ်တွေကိုလည်းကွန်မန့်မှာရေးသားမျှဝေပေးခဲ့ပါဦးရှင်။